အမေရိကန်စစ်မဲ့ရေးရာဝန်ကြီးပီတ်ဟက်ဆက်ရဲ့ပင်တဂွန်မှာသတင်းယူခွင့်ဆိုင်ရာကန့်သတ်ချက်တွေကိုကန့်ကွက်တဲ့အနေနဲ့ Fox သတင်းဌာနအပါအဝင်သတင်းမီဒီယာအားလုံးနှိပါက အောက်တိုဘာ15ရက်ဗုဒ္ဓဟူးနေ့မှာသူတို့ရဲ့သတင်းတော့ကတ်တွေကိုပြန်အားလိုက်ကြပြီးပင်တဂွန်စစ်ဌာနချုပ်ထက်ကနေထွက်သွားခဲ့ကြပါတယ် အမေရိကန်စစ်ဌာနချုပ်ပင်နဂွန်မှာသတင်းယူနေကြတဲ့သတင်းဌာနတွေနဲ့သတင်းတောက်တွေအပါအဝင်စစ်မှုထမ်းတွေအနေနဲ့ကြိုတင်ခွင့်ပြုချက်မရှိတဲ့သတင်းတွေကိုပြောဆို ရေးသားဖော်ပြခွင့်မရှိဘူးဆိုတော့ကန့်သက်ချက်ကိုသတင်းတောက်တွေနဲ့သတင်းဌာနတွေကကန့်ကွက်ကြတာပါအဲ့ဒီကန့်သက်ချက်ကိုသဘောတူသူတွေကသဘောတူကြောင်းလက်မှတ်ရေးထိုးပေးကြရမှာဖြစ်ပြီးသဘောမတူသူတွေအနေနဲ့သူတို့ရဲ့ပင်တယ်ကွန်မှာသတင်းယူခွင့်သတင်းတောက်ကပ်ပြားတွေ အော်တိုဘန်လ15ရက်နေ့မှာပြန်အပ်ကြဖို့ညွှန်ကြားထားတဲ့အတိုင်းသတင်းတောက်တွေကသူတို့ရဲ့သတင်းတောက်ကတ်တွေကိုပြန်အပ်ခဲ့ကြတာပါသတင်းမီဒီယာဌာနတွေကတော့ဒါဟာလွတ်လပ်စွာပြောဆိုခွင့်သတင်းမီဒီယာလွတ်လပ်ခွင့်ကိုကန့်သတ်ချုပ်ကြမှုဖြစ်တယ်လို့မြင်ကြပါတယ်ဒီကန့်သတ်ချက်ကိုတမရထရန့်ရဲ့ policy တွေကိုအမြဲတမ်းထောက်ခံအားပေးနေတဲ့ Fox သတင်းဌာနကပါကျန်တဲ့သတင်းဌာနတွေနဲ့အတူကန့်ကွက်နေတာပါ Fox သတင်းဌာနဟာလက်ရှိစစ်မဲ့ရေးရာဝန်ကြီး ပီထက်ဆက်ကိုတိုင်းစေစုနှစ်နဲ့ကြီးတာဝန်ထမ်းဆောင်ခဲ့တဲ့သတင်းဌာနလည်းဖြစ်ပါရယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ